မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 10ရက်နေ့မနက်ပိုင်းကရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အာရခတပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အမ်းမြိုသိန်းတိုက်ပွဲကို စစ်ကောင်စီကတမ66ကနေအင်အားတရာခန့်ကိုရဟရင်နဲ့လာရောက်ချပေးသွားပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တဲကုံမြို့နယ်အခြေစိုက်အမှတ်66ချင်းမြန်တမဌာနချုပ်ကအင်အားတရာခန့်ကိုနိုဝင်ဘာလ9ရက်နေ့မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခဝင်းအတွင်းထဲကိုစစ်ကောင်စီကရဟရင်နဲ့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်တယ်လို့မြေပြင်စီရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်။အမှတ်304အမြောက်တပ်ကိုပြန်ယူဖို့အတွက်ခံတိုက်နေတယ်။တမ66ကကောင်းလေးရောက်လာတာစစ်တပ်နဲ့ဆင်းနေလဲပါတယ်လို့ကြားတယ် အမြောက်တပ်မှတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်လို့အဲ့ဒီစီရေးသတင်းရင်းမြစ်ကပြောပါတယ်အမှတ်304အမြောက်တပ်ဝင်းကို AA ကနိုဝင်ဘာလ9ရက်နေ့မှာစီးနှင်းတိုက်ခတ်ခဲ့ပြီးတော့တပ်တွင်းနေရာအများပြားမှာနေရာယူထားတယ်လို့သိရပါတယ်အဲ့ဒီနေ့မှာစစ်ကောင်စီကတပ်မ66ကနေတဆင့်အင်အားတွေဖြည့်တင်းပြီးတော့ခုခံနေခြင်းဖြစ်တယ်လို့သိရပါတယ်အမ်းမြို့တိုက်ပွဲဟာအလွန်ပြင်းထန်နေပြီးတော့နောက်ဘက်ကတိုင်းမူဘိုးချုပ်ကျော်စွာဦးဟာ ကြောက်ဖြူမျိုးကိုရောက်ရှိနေသလိုဒူတိုင်းမှုဘုံမှုချုပ်တောင်းထုံးတဲ့အခြားအရာရှိများဟာလည်းနိုဝင်ဘာလ၄ရက်နေ့ကမကွေးမြို့ကိုစစ်ရဟတ်ရင်နဲ့ထွက်ပြေးသွားတယ်လို့သတင်းရရှိပါရတယ်။လက်ရှိမှာတိုင်းစစ်ဦးစီးမှုယာယီဘုံမှုချုပ်ကြော်ကြော်တန်းဘုံမှုကြီးအောင်ရွှေတို့ဟာ အဲမှာရှိနေပြီးတော့နဘာခထဲမှာရှိနေတယ်လို့သတင်းရရှိထားကြောင်းအေအေနဲ့နှိဆက်တဲ့သတင်းအေးမြစ်တူကပြောပါတယ်။ယာယီပုံမှုချုပ်ကျော်ကျော်တန်းဟာအေအေကနိုဝင်ဘာလ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တဲ့နဘာခအနီးမှာရှိတဲ့အမြောက်ကြီးတပ်နဲ့အယိုးတောင်လက်နက်ကြီးစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲမှာဒဏ်ရာရပြီးတော့တေဆုံသွားခဲ့တယ်လို့စီရေးသတင်းအေးမြစ်တခုကိုကိုးကားပြီးတော့ရေးသားထားပါတယ်။အဲ့ဒီဖြစ်စဉ်ကိုတော့တိကျအတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိအန်တိုက်ပွဲဟာနဘာခအနီး အနီးကတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။အမ်းမြို့မှာခမရ301 302 303အမတ်304အမြောက်တက်ရင်အမတ်နဲ့ဂရင်300တက်မတော်စစ်စေးယုံအမတ်646စောက်လုပ်ရေးအင်ဂျင်နီယာတက်ခွဲအမတ်345ဆက်လက်နဲ့ပစ္စည်းတက်ခွဲစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့နောက်ပါခါအမတ်၈အစစ်မြေဆက်သွယ်ရေးတက်ရင်အမတ်926ထောက်ပံ့နဲ့ပို့ဆောင်ရေးတက်ခွဲအမတ်969စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အန်းတောင်အုပ်စုမှာ အမှတ်ခွန်9ခွန်အလုတ်ယုံတက်ခွဲလျက်စအမှတ်30တက်ထိတ်တက်စတဲ့အခြေဆိုင်တက်ဖွဲ့များရှိတဲ့အပြင်သခိုင်းတိုင်းကလေးမျိုးအခြေဆိုင်အမှတ်30ဆစ်စင်ရေးကုကဲမှုဌာနချုပ်စကခ30လက်အောက်ခံအမှတ်36နဲ့ချင်းမြတ်တိုင်ရင်အမှတ်365ချင်းမြတ်တိုင်ရင်အမှတ်369ချင်းမြတ်တိုင်ရင်များပါရှိနေတယ်လို့သိရပါတယ်အေအေကခမရ303 301 302ဂရင်300စေးတန်တိုင်ရင်များဖြန့်ခွဲတက်ဆွဲထားတဲ့ဂန်းကိုတထောင်ဖျားပူလောင်တော်ဖျားကိုစရဖတ်တက်နောက်ဘက်ကအနီးမှာရှိတဲ့မိုက်ခရိုဝေ့တောင်ကိုအမှတ်၈တိုက်စီးကြောင်းဘီတက်ရင် တရက်ပင်တက်စခန်းနတလာဂိတ်အမြောက်ကြီးတက်နဲ့အယိုးတော်လက်နက်ကြီးစခန်းခုံးများကိုတိမ့်ပိုက်ထားပြီးဖြစ်ကြောင်းဒေသခံများဒေသခံအခြေစိုက်သတင်းဌာနများမြေပြင်စီးရေးသတင်းမြစ်များကထုတ်ဖော်ပြောကြားထားပါတယ်။တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ AA ကတရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးတော့လဲအမ်းမျိုးကိုတိမ့်ပိုက်နိုင်ရေးအတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ပြီးခဲ့တဲ့အော်တိုဘားလကသတင်းထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာနိုဗ ెంబ ာလ9ရက်နေ့မနက်ကစပြီးတော့တိုက်ပွဲများဖြစ်ပွားနေပြီးညနေပိုင်းမှာစစ်ကောင်စီက၄ချောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းတပ်ချင်းဒေသကာကွယ်တပ် CDF လှုပ်ရှားရာမင်းတပ်မြို့မှာနိုဗ ెంబ ာလ9ရက်နေ့မနက်ပိုင်းကစပြီးတော့ပစ်ခတ်မှုများဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကနေအိမ်များကို မိရှုံမှုများရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram မှာလည်းမင်းတပ်မှာတော်လိုက်တပ်ဖွဲ့တွေနဲ့မင်းတပ်အခြေစိုက်ခလာရနှစ်ခွန်လေးတပ်တို့တိုက်ပွဲဖြစ်ပွားနေကြောင်းရေးသားထားပါတယ်။မင်းတပ်ဒေသခံသတင်းများပေးပို့နေတဲ့ဒေသခံတွေကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုသတင်းကိုလူမှုကွန်ရက်မှာရေးသားခဲ့ရမှာညနေ၄:၁၉မိနစ်နဲ့၄:၂၃မိနစ်တို့မှာမင်းတပ်မျိုးအနောက်ဘက်တနေရာကို တိုက်လေရင်နဲ့နှစ်ချိန်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆောက်လို့ရေးလမ်းခွဲကားလမ်းမှာဘေးမှာရှိတဲ့နေအိမ်များ၊ဆိုင်ကမ်းများအခုချိန်ထိတအိမ်မီတအိမ်မီးကူးဆက်ကဆက်လက်ပြီးတော့လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ကြားသိရပါတယ်။အဲ့ဒီနေရာဝန်းကျင်မှာရှိတဲ့နေအိမ်များဟာအတန်းလိုက်ဖြစ်နေတဲ့အတွက်ကြောင့်မီးလောင်နိုင်တဲ့အိမ်ကြီးတွေများပြားနိုင်တယ်လို့ခန့်မှန်းရပါတယ်လို့ဒေသခံများကအသိပေးထားပြီးတော့မီးရှို့ခံရတဲ့နေအိမ်များတရှိရာ ဓာတ်ပုံများကိုလည်းဖော်ပြထားပါတယ်။နိုဗမ်ဘာလ9ရက်နေ့မနက်မှာခေါ်နူရိတ်တာတောင်ပတ်ချမ်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်ဆယ်လုံးကမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်လေကြောင်းပြန်ဝဲမှုများဆက်လက်ရှိနေနိုင်ကြောင်းဆက်သွယ်ရေးလိုင်းအခက်အခဲရှိနေတယ်လို့ဒေသခံတွေကအသိပေးထားပါတယ်။ CDF မင်းတပ်ဟာချင်းညီနောင်အဖွဲ့ဝင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးတော့ကျင်းတွင်းမြို့နယ်မတူပီမြို့သိမ်းတိုက်ပွဲများကိုချင်းညီနောင်အဖွဲ့ဝင်များအရခတ်တပ်တော် AA နဲ့အခြားတော်လှန်ရေးပူးပေါင်းအဖွဲ့များနဲ့ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်အောင်ပွဲရရှိထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့တွေကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တွဲကားရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မနက်7:52မိနစ်ခန့်မှာမုံရွာမြို့တွေကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တွဲကား48စီးနဲ့ဂျမ်မာကား9စီးကိုတော်လှန်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွဲကားရင်တန်းရဲ့9စီးမြောက်နဲ့6စီးမြောက်ကားကိုတော်လှန်တပ်ဖွဲ့များက6ဦးမြို့နဲ့နေရီကန်နဲ့ရေပိုးစားဂျားမှာပရိသာမိုင်း3လုံးတွဲ2ပွိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတွဲကားနှစ်စီးလုံးမိုင်းစာထိမှန်ပြီးတော့ရပ်တန့်သွားပြီးအနီးမှာကင်းဝတ်နေတဲ့စစ်တပ်ကင်းဘုံများနဲ့ကားပေါ်ကစစ်သားများကလက်နက်ငယ်များနဲ့လမ်းဘေးတစ်လျှောက်ကိုရန်တမ်းပြီးတော့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။စစ်ခွေးတိုက်ဆုံမှုအတိကျတော့စုံစမ်းလို့မရသေးဘူး။မိုင်းဆွဲတဲ့ရဲဘော်တွေကလည်းတောက်လျှောက်ကိုလိုက်ပြီးတော့ပစ်ခတ်နေရတာဆိုတော့လှည့်မကြည့်နိုင်တော့ဘူးဖြစ်သွားတယ်။လမ်းဘေးကလည်းကင်းဘုံတွေကြီးချထားတာ လမ်းကြောတစ်ကြောလုံးတင်းကျပ်ထားတဲ့အခြေအနေပဲလို့မုံရွာခရိုင်အမှတ်7တိုင်ရင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်7တိုင်ရင်းများဖြစ်တဲ့ People Defense Force South မုံရွာ People Defense Force တောသားကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ Pentagram Venom Revolution Force မြင်းမှု Local Defense Force Shining Star Local Defense Force နဲ့မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းတောင်ငူတန်တောင်ကြီးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်ရင်းမှုတင်တန်းလာတက်တဲ့စစ်သားများနဲ့ကင်းများကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့မိုးလယ်2:30မိနစ်ခန့်မှာတန်တောင်ကြီး73မိုင်က ပြားစခန်းကြီးွာကိုလန်ကင်းယူရန်ဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNL တိုက်ရင်ကပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထက်မနည်းသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွယ်3:50မိနစ်ခန့်မှာတောင်ငူကနေတန်တောင်ကြီးမှရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဗရင်နောင်တပ်ကိုတိုက်ရင်မှုတင်တဲ့တိုက်ရောက်ရန်စစ်ကားဆက်နက်စီးနဲ့တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို 6မိုင်ရွာအရောက်မှာတမဟာနှင့်ကွန်မန်ဒိုစစ်ကြောင်းကထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။နိုဘမာလ9ရက်နေ့မှာဘရင်အောင်တပ်ကတရင်မှုတင်တန်းဆင်းပြီးတော့ပြန်လည်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို6မိုင်ရွာပတ်ဝန်းကျင်မှာတမဟာနှင့်ကွန်မန်ဒိုစစ်ကြောင်းကဒုတိယအကြိမ်ထပ်မံစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ KNLA တမဟာနှင့်တရင်က တောထီခိုအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်မှာရှိတဲ့ဇဝဲရွာအခြေဆိုင်ခမရ996တပ်ရင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားတအူးဟာတနက်တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့မှာဇဝဲရွာအခြေဆိုင်ခမရ996တပ်ရင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားမောင်ဝေလင်းထွန်းဟာ MA2 စက်ကလေးတနက်တလ 5.56G 20တောင်းကြီပေါက်တစ်ခုတို့ကိုယူဆောင်လာပြီးတော့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားဟာ တက်တွဲမတရားဖိနှိပ်ခံရခြင်းအပြင်ပြည်သူများအပေါ်ကိုစစ်တီတော်ကျင့်ဝတ်များကိုဖောက်ဖျက်ပြီးတော့မတရားဖိနှိပ်တပ်ဖြတ်မှုများလှုပ်ဆောင်နေတဲ့အတွက်တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှလာရောက်ပြီးတော့လင်းဝင်ခဲ့ခြင်းဖြစ်ကြောင်းတနင်္သာရီမြို့နယ်ပကဖရဲဘော်များကမေးမြန်းတဲ့အချိန်မှာထွက်ဆိုခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်။ပြည်သူရင်ခွင်နဲ့ချိတ်ဆက်ပြီးတော့သူ့ရဲ့စန္ဒာအတိုင်းကူညီဆောင်ရွက်လျက်ရှိပါတယ်။စုချင်းငွေလည်းချင်းမြင့်ပေးဖို့ရှိပါတယ်။ အခုကတော့ဆောင်ရွက်နေသေးပါပဲလို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။တနင်္သာရီတိုင်းအတွင်းကရဲတပ်ဖွဲ့ဝင်များပြူစောထီးများနဲ့စစ်သားများအနေနဲ့မိမိတို့ပြည်သူ့ကာကွယ်အဖွဲ့များရဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာထိခိုက်ဒိဆုံးမှုတွေဟာပုံပုံများပြားလာမှာဖြစ်တဲ့အတွက်ပြည်သူနဲ့အတူအချိန်မီပူးပေါင်းကြရန်နဲ့လက်နက်နဲ့တကွအလင်းဝင်ရောက်လာပါကကောင်းမွန်စွာစောင့်ရှောက်ထားပေးမယ့်အပြင်ကုန်ပြုစုဝင်များကိုလည်းချိမြင့်ပေးသွားမှာဖြစ်တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။